အိမ်တိုင်းဘေးနားမှာအိတ်တဲ့ခါတိုင်းနဲ့အိတ်တိုင်းမှာစောင့်တဲ့တရေမှာညာဘက်တွေမှာဆိုရင်လာလာပြီးတော့တဲ့မရင်းကျင်နေတဲ့ကျွန်တော်ရဲ့ချင်းညီကိုများအဲ့လိုတရေမှာတယောက်များပိုင်ဆိုင်ထားမယ်ဆိုလို့ရှင်ဆရာမောင်တော်လောင်ခေါ်ပြီးတော့ထုတ်ခိုင်းမယ်လို့တော့ကျွန်တော်ကတော့မထင်းโอเคပါစတာပါဒါနဲ့အိတ်တရေမှာရဲ့နှောက်ရှက်မှုတွေကတဲ့တနေ့ထက်တနေ့ထက်ကိုပိုအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ပြပြတင်ဆက်ပေးသွားမယ်ပရာလောကဖျက်မှန်အကြောင်းအရာကတော့ဆရာမောင်ပလာပဲဖြစ်ပါတယ် ခေါင်းစဉ်ကတော့တရဲမှယောက်ကြားလို့ပေးထားတယ်ပေါ့နော်အဲဒီဖြစ်ရတဲ့နဲ့ပတ်သက်လို့ယုံကြည်တဲ့သူတွေရှိသလိုမယုံကြည်တဲ့သူတွေလည်းရှိကြတယ်ပေါ့နော်မယုံကြည်သူတွေအနေနဲ့ကတော့အပြင်းပြေဖြောပြေမှုတစ်ခုအနေနဲ့ပဲသဘောထားပြီးတော့အဲကြည့်ရှုပါပါမကြဘူးတာလေးကြားဖို့လည်းလိုပဲမှတ်ပေါ့နော်ကိုယုံယုံမကြည်ဘူးဆိုရင်လည်းပေါ့နော်ဟုတ်ကဲ့ပါဒီကြောင်းရလေးကိုပြောပြရမယ်ဆိုလို့ရှိရင်အခုမော်ဘလာတို့သွားရောက်ပြီးတော့ကုသပေးရမယ်မြို့နယ်ကတော့စုဖန်ပူလီမြို့နယ်ပဲဖြစ်ပါတယ် အဲ့ဒီမျိုးနယ်ကိုသွားရတဲ့အတိကအကြောင်းရင်းကတော့ဖိတ်ခေါ်လိုက်တဲ့သူကတော့ခွန်နစ်ဝတ်လို့ခေါ်ပါတယ်ခွန်နစ်ဝတ်ကသူတို့ရဲ့အိမ်မှာတဲ့တရဲမှာကအိမ်မက်တွေလည်းပေးတယ်တဲ့ပြီးတော့လာလာပြီးတော့လည်းညာအိတ်တဲ့အခါတိုင်းပေါ့နော်မရင်းကျင်တယ်တဲ့အဲ့နေတဲ့အချိန်တွေဆိုရင်ပေါ့နော်မကြမကြအဲ့လိုမျိုးလာပြီးတော့လှုပ်တယ်တဲ့ကျွန်တော်ရဲ့မိတ်ဆွေရေနော်အဲ့လိုမျိုးတရဲမှာတယောက်များပိုက်ဆိုင်ထားလို့ရှိရင်ခေါ်ပြီးတော့လာမောဘလာနဲ့ထုတ်ခိုင်းမယ်လို့ကျွန်တော်ကတော့မထင် ဒါရင်ဘတ်တွေကိုလည်းတက်နေတဲ့အိမ်မက်ထဲမှာပေါ့နော်အိမ်မက်ထဲမှာအဲ့လိုမျိုးတွေဖြစ်ပြီးဆိုအပြင်မှာလည်းတကယ်ဖြစ်သလိုမျိုးတွေဖြစ်တာပေါ့နော်လက်မင်းတွေကိုလည်းညှစ်တယ်တဲ့ဒါဖုံးကြီးတွေကိုပြင်းဖိတ်ပြီးတော့အိမ်မှာအပေးတရားတွေနားတယ်တဲ့ဒါလည်းတရေမှာကမသွားဘူးတဲ့တော်တော်ဆိုးတဲ့တရေမှာနော်အခုဆိုရင်လည်းအမြဲလိုလိုလိုက်ပြီးတော့နှောက်ရက်နေတယ်တဲ့ တရဲမာကသူတို့အိမ်ကိုပေါ့နော်ဘလို့ရောက်လာတဲ့ဒါလဲဆိုလို့ရှိရင်တော့တဲ့သူတို့အိမ်ဆဆောက်တဲ့အချိန်မှာတဲ့တက်ဟောင်းတွေကိုဈေးပပေါ်နဲ့ပေါ့နော်တတတတဆောင်နဲ့ဝယ်လိုက်တယ်တဲ့ဈေးတတလဲဆိုတော့ဝယ်လိုက်တယ်ပေါ့ဗျာပြောချင်တာကအဲ့ဒီတစ်တွေထဲမှာတဲ့ဒီအမဲအောင်တစ်တုံးကြီးတစ်ထုံးလဲပါလာတယ်တဲ့အဲ့ဒီတစ်တုံးကြီးကိုတဲ့အိမ်တိုင်းအဖြစ်ထည့်ပြီးတော့ဆောက်လိုက်တယ်တဲ့နောက်ပိုင်းမှာတဲ့အဲ့ဒီတစ်ကတဖြည်းဖြည်းနဲ့ပေါ့နော်တစ်ကအစီမဲကြီးတွေထွက်လာတယ်တဲ့ပြီးတော့အိမ်မက်တွေလဲပေးရပေါ့နော်အိမ်မက်ထဲမှာဆိုလို့ရှိရင်အဲ့ဒီ အဲတိုင်မှာစောင့်တဲ့ဒီတရေမှာကဒီအမျိုးသမီးပုံစံနဲ့ပေါ့နော်အမြဲတမ်းလာပြီးတော့တဲ့သူဟိုကာမပြုခြင်းဆက်ဆံတယ်ပေါ့နော်တော်တော်ဆိုးတယ်နော်နှစ်ပတ်တွေဆိုရင်လည်းတဲ့အိမ်အပေါ်ထက်ကနေတဲ့လမ်းလျှောက်ပြီးတော့သွားတဲ့အတန်တွေကိုလည်းကြားတယ်တဲ့အိမ်ပေါ်ထက်ဆိုလို့ချင်းတဲ့ပေါ့နော်ဒီအမေဖြစ်တဲ့သူပြောတာပေါ့နော်သူသားတစ်ယောက်ကလွဲပြီးတော့တဲ့ကျန်တဲ့သူတွေဘယ်သူမှအိမ်ပေါ်ထက်ကိုမတက်ရဲဘူးတဲ့အခုနောက်ပိုင်းမှာဆိုလို့ချင်းတဲ့တဖြည်းဖြည်းနဲ့ တတဲ့ရဲမှာကတော်တော်လေးကိုမှစိုးဝါပြီးတော့နှောက်ယှက်မှုတွေဖြစ်နေတဲ့အကြောင်းမလို့ပေါ့နော်အခုလိုမျိုးဒါဆီယာမော်ပလာကိုဖိတ်ခေါ်လိုက်ရခြင်းဖြစ်ပါတယ်ဆိုပြီးတော့လည်းပြောတယ်ပေါ့နော်မော်ပလာကတော့သူ့ထုံးစံအတိုင်းပေါ့ပေါ့နော်အိမ်ပေါ်ထက်အောက်ထက်တွေကိုလိုက်လံပြီးတော့ဇာပွေစစ်ဆေးတယ်ဒီအိမ်ပေါ်ထက်ကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအိမ်သားတွေပြောတဲ့အတိုင်းဒီတိုင်မှာအတရေမှာစောင့်နေဆိုတဲ့တိုင်ကိုသွားကြည့်တယ်ပေါ့နော်အဲ့ဒီတိုင်ကိုတိတိကျကျတလူကဒါရွှေပြားတွေပါလေကတ်ပြီးတော့ပူဇော်ထားတာကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီတစ်ပေမှာစောင့်နေမေတော်ကိုလည်းတလူအမဟို ကိုကိုွယ်ထားတာတွေ့ရတယ်ဗောနော်ရည်စူးပြီးတော့ကိုကိုွယ်ထားတဲ့ပုံကိုတွေ့ရတယ်အဲ့ဒီမေတော်ကတော့တစ်ပင်ဒီမှာစောင့်နေတဲ့အတိုင်းနေပြောတဲ့သုံးမက်ထီယံမေတော်ပဲဖြစ်တယ်ဗောနော်ဘာပြောပြောလဲဒီတိုင်းမှာလဲတဲ့အဆောင်လျှောက်တွေရှိတယ်တဲ့အဒီတိုင်းတော့ဗောနော်အကျွေပြားစီရိုက်ပြီးတော့ထဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီတိုင်းမှာရှိနေတဲ့မကောင်းတဲ့အဆောင်လျှောက်တွေအားလုံးကထွက်သွားမှာဖြစ်တယ်တဲ့ပြီးတော့မိသားစုဝင်တွေပြောတယ် အဲအိမ်ရဲ့ဘေးနားမှာခြားတောင်မိုးရှိတယ်အဲခြားတောင်မိုးဘေးနားမှာလည်းမိမတယောက်ရဲ့ရိပ်ရောင်တွေကိုညနေပိုင်းဒီမှာတွေ့ရတယ်လို့ပြောလို့အဲတောင်မိုးနားကိုမော်ဘလာသွားပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်လည်းမော်ဘလာအောက်အန်လာမျိုးတွေဖြစ်တယ်ပြီးတော့သူ့ကိုဖိတ်ခေါ်လိုက်တဲ့ connect work ကိုမြင်တဲ့အခါမှာလည်းမော်ဘလာအောက်အန်လာမျိုးတွေဖြစ်တယ်ဒါကြောင့်မော်ဘလာကအဲတိုင်ကိုတော့နော်ဒီကြွေပြားတွေရိုက်ထဲမယ်ခြားတောင်မိုးကိုတော့ဖြိုဖြက်ပလိုက်မယ်တဲ့ပြီးတော့ဒီ melody တွေကိုပေါ့နော်အားလုံးကိုထုချေပြစ်မယ်တဲ့ပြီးတော့ဒီအိမ်သားတွေအားလုံးကိုပေါ့နော်အဲပူကတ်မှုတွေမဖြစ်အောင် အရောက်စီတိုင်းကိုဒါသူတိတိကျကျအစီအမံလေးနဲ့လောက်ကန်ဆောင်ရွက်ပြီးမယ်လို့မော်ပလာပြောတယ်ပေါ့နော်ပြီးတော့သူ့နောက်မှာပါလာတဲ့သူတွေကိုနတ်ရုပ်တွေအားလုံးကိုထုချေပြတဲ့ခိုင်းပြီးတော့တောင်မို့ကိုလည်းဖြူခိုင်းလိုက်တယ်ပေါ့နော်အိမ်တိုင်းကိုတော့ကြွေပြားစီရိုက်ထည့်လိုက်တယ်ပေါ့နော်ဒီကြွေပြားစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုလည်းကျွန်တော်အခွင့်အသင့်တလို့ဒီအကြောင်းလေးကိုကျွန်တော်ထည့်ထည့်ပြောလို့ရှိတယ်ပေါ့နော်ဒီကြွေပြားစီဆိုတာကထိုင်းနိုင်ငံမှာလူတယောက်သေပြီဆိုလို့ရှိရင်တေဆုံးသွားတဲ့သူကိုသူတို့လက်ရည်ခြေလောင်းတဲ့ကလေးရှိတယ်အဲအဲ့လိုလက်ရည်ခြေလောင်းတဲ့အခါမှာရေခွက်ထဲမှာကြွေပြားစီတစ်ကြက်မဟုတ် အကြက်ပေါ့နော်တဆယ်အလတ်မျိုးလေးတို့ထည့်ပြီးတော့ရေလောင်းနေရှိတယ်ပြီးတော့အဲ့ဒီကြွေပြားစီလေးလေးကိုတို့လို့ဆောင်ထားကြတယ်တရရဲ့တချေရှောက်တဲ့အိမ်နေ တိုင်နေသလိုရှင်အဲ့ဒီကြွေပြားစီလေးလေးရိုက်ပြီးတော့ထည့်တယ်ပေါ့နော်။ဒါမြေမတန်ဘူးဆိုရင်လည်းမြေတန့်သွားအောင်အဲ့ဒီကြွေပြားစီလေးကိုမြေကြီးထဲကိုရိုက်ထည့်ပြီးတော့ထိုင်းတွေကစီရင်ဆောင်ရွက်ကြမျိုးတွေရှိတယ်။အခုလည်းအဲ့ဒီကြွေပြားစီလေးကိုအဲ့ဒီတိုင်ထဲကိုရိုက်ထည့်လာပဲဖြစ်တယ်ပေါ့နော်။အဲမော်ဘလာကသူ့လုံနီးလဟွန့်အတိုင်းပဲပေါ့နော်။အိမ်သားတွေတယောက်စီတိုင်းကိုဒါပြေကျိုးတွေချီးတေးသေးသေးချီးရဲ့ပြီးတော့စတင်ပြီးတော့ပျောကဆွဲညိနေတာတွေကိုထုတ်ပေးတော့မှာပဲဖြစ်တယ်ပေါ့နော်။အိမ်တိုင်းကိုလည်းပြေကျိုးချီးတယ်ချတောင်မို့ပြီးတော့ ဒီအိမ်သားတွေအားလုံးပေးရွေးချင်အခုဂါဒါမန်နဲ့နေမတ်မှုတ်ပြီးတော့စတင်ပြီးတော့လုတ်ကైဆောင်ရွက်ပေးနေတဲ့ညီဝင်းပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမော်ဘလာကုလိုမျိုးလုတ်ကైဆောင်ရွက်ပေးပြီးွားပြီးဖြစ်တဲ့ခါကျတော့ဗောနော်ဒီမိသားစုဝင်တွေမှာရှိနေတဲ့အနောက်ရှက်တွေအားလုံးကလည်းပြည့်ပြည့်သွားပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့စီစဉ်လေးကလည်းပြီးဆုံးသွားပါပြီစုံတရောက်နားဆင်ခံစားကြည့်ကြည့်ပေးကြတဲ့ကြည့်ကြည့်သူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ရက်များမှာလည်းပလာလောကဖြစ်ရတဲ့အပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့အမှုကင်းဖြစ်မှန်ကြောင်းရည်ကိုလည်းတင်ဆက်ပေးအောင်မှာဖြစ်လို့ channel လေးကိုစောင့်မျှော်အားပေးကြကုန်တယ်တောင်းဆိုပါတယ်ခင်ဗျာအားလုံးပဲအသက်ရှင်ကြမှာဆက်ချမ်းသာပြီးတော့လူရင်းစံနာလေးပြေဝကြပါစေခင်ဗျာ